ဘင်္ဂလားဒေ့ရှ်ရဲ့ယာယီကောင်းဆောင်မိုဟာမက်ယူနက်စကာသူအာနာမာ မြေမြချရှိနေလိုသည် ဆိုတဲ့မိဂိုနေနဲ့ပတ်သက်ပြီးရင်ဆိုင်နေရပါတယ်။နိုဘယ်ဆုရှင်ဖြစ်သူဟာပြည်ခဲ့တဲ့ဩဂုတ်လမှာလူငယ်စာနာပြမှုတွေကြောင့်ဝန်ကြီးချုပ်ရှိတ်ဟာစီနာရဲ့အစိုးရကိုဖယ်ရှားခဲ့ပြီးတဲ့နောက်အာနာရယူခဲ့ပါတယ်။ဒီအချိန်မှာဆက်ရရွေးကောက်ပွဲတွေကိုအမြန်ပြုလုပ်ဖို့အတွက် PR တွေတိုးလာခဲ့ပါတယ်။ဒါပေမဲ့ UNESCO ကသူအားနှစ်ပေါင်းများစွာအာနာမာနေရတာမှာက ဆယ်စုနှစ်များစွာပင်နေရန်အချို့လူတွေကတောင်းဆိုနေသည်ဟုကြားရသည်ဆိုပြောကြားခဲ့ပါတယ်။အင်တာဗျူးတစ်ခုမှာဘင်္ဂလားဒေ့ရှ်ကိုနေပေါ6လအတွင်းရွေးကောက်ပွဲပြုလုပ်ရန်ဂရုပြုထားသည့်နိုင်ငံနှင့်နိုင်ရှင်ပြည်အသက်85နှစ်အရွယ်ရှိယူနတ်စ်ကသူ့ရဲ့ပုံမှုကြားရှင်နေထိုင်မှုကို ခုခံကာကွယ်ခဲ့ပါတယ်။သူကဒီလိုပြောကြားခဲ့ပါတယ်။အချို့လူတွေက၎င်းဟာအချိန်များစွာယူရတယ်လို့ဆိုကြတယ်။အချို့ကငါးနှစ်နေ၁၀နှစ်နေ နှစ်90နေဟုဆိုကြတယ်အဲဒါကြောင့်လူများကအမျိုးမျိုးသောအရာတွေကိုပြောနေကြပါတယ်လို့သူကပြောကြားခဲ့ပါတယ်ယူနက်စကာသူရဲ့ရာယီအစိုးရအတွက်ဦးစားပေး၃ခုကိုဖော်ပြထားပါတယ်ပြပြင်းပြောင်းလဲရင်းတရားမျှတမှုနဲ့ထို့နောက်ရွေးကောက်ပွဲတွေဖြစ်ပါတယ်ရွေးကောက်ပွဲတွေကိုအလင်းစလိုပြုလုပ်ခြင်းဟာသူခေါ်ဆိုထားတဲ့ house နစ်ကိုပုံစံအမြင်နဲ့မျက်နှာအစ်စ်များဖြစ်တာပြန်လဲယူဆောင်လာမယ်လို့သူကတိပေးခဲ့ပါတယ် ယူနက်စကာရှိတ်ဟာဇီနာရဲ့အဝါမီလိပါတီရဲ့အခြေအနေနဲ့ပတ်သက်ပြီးလဲပြောကြားခဲ့ပါတယ်သူကဘင်္ဂလားဒေ့ရဲ့ရွေးကောက်ပွဲကော်မရှင်ဟာအဝါမီလိကိုရဆိုင်ထားတယ်လို့ဆိုတဲ့အကြောင်းမှာ၎င်းတို့ကရွေးကောက်ပွဲဖြစ်ဖြစ်ပြောင်းလဲမှုတွေကိုအနောက်ဆက်ဖြစ်စီမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ဖြစ်တယ်သူကထိုပါတီကနိုင်ငံမှာပြန်လဲခွင့်ပြုရခံရပွဲရှိတယ်လို့ထပ်ပြောခဲ့တော့လဲ၎င်းအတွက်တိကျတဲ့အဆင့်တွေကိုမရှင်းပြခဲ့ပါဘူး UNESCO နောက်နှစ်ဖေဖော်ဝါရီလမှာရွေးကောက်ပွဲကျင်းပမယ်ဟူတဲ့သူ့ရဲ့ကတိကိုထပ်လောင်းအတည်ပြုခဲ့ပါတယ်။ထို့အချိန်မှာသူကအနာမှာ78လက်ကြာရှိနေမှာဖြစ်တယ်။ဝေဖန်သူတွေက၎င်းဟာအချိန်ကြာရှည်လွန်ပြီးဘင်္ဂလားဒေ့ရှ်ရဲ့အထက်အလိတ်ခြေပြုစီးပွားရေးကိုထိခိုက်နိုင်တယ်လို့ဆိုကြပါတယ်။သို့တော့ UNESCO သူ့ရဲ့အစိုးရသားလည်းမြင်များအချိန်လိုအပ်ဒီကိုဆုံးဖြတ်နိုင်တယ်လို့ခိုင်မာဆိုပါတယ်။သူကဤလိုပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဟာနောက်နှစ်ဖေဖော်ဝါရီလမှာအမျိုးသားရွေးကောက်ပွဲတွေအတွက် ပြင်ဆင်နေစဉ်ကျွန်တော်တို့ဟာနိုင်ငံသားတွေကိုဦးစားပေးတဲ့ပြုပြင်ပြောင်းလဲမှုတွေကိုဆောင်ရွက်ရမှာခိုင်မာနေမှာပါကျွန်တော်တို့ရဲ့အာရုံစူးစမ်းမှုကရှင်းလင်းပါတယ်ပွင့်လင်းမြင်တော်မှုတာဝန်ခံမှုနဲ့တရားဥပဒေစိုးမိုးမှုဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့အချို့လူတွေကရွေးကောက်ပွဲဟာမကြမီကျင်းပရမယ်လို့ဆိုကြပါတယ်၎င်းတို့ကလူတိုင်းပုံမှန်အလုပ်ကိုပြန်လဲလက်ပနိုင်ရန်တရားဝင်အစိုးရအတရလိုအပ်နေတယ်လို့ဆိုပါတယ်အကယ်၍အစိုးရက တရားဝင်မဟုတ်ပါကအထက်အလေးဖြစ်ပြုလုပ်ထားတဲ့အဝတ်အထည်လုပ်ငန်းအပါအဝင် လုပ်ငန်းများစွာကိုထိခိုက်မှုခံရမှာဖြစ်တဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလည်းစိတ်ဝင်စားမှာမဟုတ်တော့ဘူးလို့ပြောပါတယ်။ယာယီဆူရဟာပြီးခဲ့တဲ့ဩဂုလမှာရတတပများစွာလမ်းပေါ်ဆန္ဒပြမှုတွေကြောင့်ဝန်ကြီးချုပ်ဟောင်းဟာစီနာအာယာဒူမနှုတ်ထွက်ရန်တွန်းအားပေးခဲ့ပြီးတဲ့နောက်အာဏာရယူခဲ့ခြင်းဖြစ်တယ်။ယူနက်စကာထောက်ခံသူတွေကသူဟာဘင်္ဂနာဒေ့ရှ်အာဏာရှင်စနစ်နဲ့အချင်းဖြတ်ချဆောင်မှုဆက်ဝိုင်းကို အဆုံးသတ်ရန်စူးစမ်းနေတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့စန့်ကျင်သူတွေကရွေးကောက်ပွဲကိုအချိန်ကြာရှည်နောက်နေချင်းဟာဂရီပြူထားတဲ့အတွင်ကူးပြောင်းမှုကိုသူရဲ့အာဏာဆက်လက်တည်ထိန်သိမ်းရန်နေနံတစ်ခုအဖြစ်ပြောင်းလဲသွားစေနိုင်တယ်လို့ဆိုရင်ကြပါတယ်။မကြာသေးမီကရတရဘအတွင်စောလင်းစွာရွေးကောက်ပွဲပြုလုပ်ရန်တောင်းဆိုမှုဟာလမ်းမပေါ်တွေပေါ်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ပြည်ခဲ့တဲ့လကဘင်္ဂလားဒေ့ရှ်အစ္စလမ်ပါတီများရဲ့ထောက်ခံသူများစွာဟာကာတာမြို့မှာဒါကာမြို့မှာ ချီတက်ပြီးတရားမျှတပြီးအချိန်မီရွေးကောက်ပွဲတွေပြုလုပ်ဖို့အတွက်တောင်းဆိုခဲ့ကြပါတယ်။ယခုလူများဟာဆော်လင်စွာရွေးကောက်ပွဲတွေဆက်လက်တောင်းဆိုနေချိန်မှာမူဟာမက်ဂျူနတ်ဟာသူ့ရဲ့အုပ်ချုပ်မှုကိုဘယ်ကြောင့်တိုးချက်လိုသည်ကိုဆက်လက်ရှင်းပြလည်ရှိပါတယ်။ဒီအချိန်နှင်းဟာဘင်္ဂလားဒေ့ရှ်နိုင်ငံသားများစွာကိုယာယီကောင်းဆောင်ဟာအာနာကိုကြားရှိထိမ့်သိမ်းရန်ပြင်ဆင်နေသလားလို့တွေးတောစေပါတယ်။